ီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါရခင်ဗျာကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့အကိုအမမြန်မောင်လေးညီမလေးများအားလုံးတီတာမြန်တို့ YouTube Channel ကနေပြန်လဲကြိုဆိုပါရဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့အကိုအမလေးမောင်လေးညီမလေးကျွန်တော်ရဲ့ခါတိုင်းလွှင့်ကြီးရ Channel နှလုံးကပိတ်ထားတယ်နော် အဆင်မပြေတော့ကျွန်တော်အခုအခုလွှင့်နေတဲ့ channel လေးကိုပဲကျွန်တော်ရဲ့မိသားစုနဲ့ဓာတ်ပတ်အတွဲမှာတော့ဒီ channel လေးကိုပဲ subscribe လုပ်ထားဖို့လိုပါတယ်ဗျာနော်ကျွန်တော်ကဒီ channel နဲ့ပဲတည်ရမှာအဲ့တော့ကျွန်တော်အကူမလေးမောင်လေးညီမလေးတွေမနေ့ကကျွန်တော်ပြောခဲ့ညကကျွန်တော်ပြောခဲ့တာကဗုဒ္ဓဖူးနေ့နေ့ကုန်မှာ၈ဘိုင်၅ဘိုင်လို့ကျွန်တော်ပြပခဲ့တယ်နော်မကြော်တာ၅ဘိုင်က9လမကြော်တာ၈ဘိုင်က4လမကြော်တာဒါပေမဲ့လို့၈ဒီအရင်ကြာသွားတယ်၈မနေ့၈ကြာသွားလို့ရှိရင်ညနေကို9လိုက် မနေ့ငါကြာသွားအញ្ញန်တွေကိုရှစ်လိုက်လို့ကျွန်တော်ရဲ့မိသားစုဝင်တွေပြောခဲ့တယ်။ဒါပေမဲ့လို့ရှစ်ကတော့ကြာသွားပြီတဲ့။ငါဆိုတော့ကြံနေပါသေးတယ်တဲ့။အဲ့ဒီလိုငါလို့ကြံနေတဲ့နေရာမှာကျွန်တော်တို့ကဒီမှာဒုံးမိုင်တစ်လုံးကရှိနေသေးတယ်။ကျွန်တော်ရဲ့မိသားစုဝင်တွေမသိမှဆိုလို့ကျွန်တော်တက်ဖွင့်ပြရနော်။ညံနေသေးမှလည်းလိုက်ကြာနေတဲ့ခဏန်းတစ်လုံးကလည်းရှိနေသေးတယ်ဗျ။ဒါနဲ့ကျွန်တော်ရဲ့မိသားစုဝင်အမှားအမှန်ကိုလက်ခံနိုင်ရင်တော့တပွဲသေးပဲတင်ရိုက်လိုက်တယ်နော်။ ကဏ္ဍကတော့ပတ်ရမှာပဲမနေ့ကကျွန်တော်ပြောထားတဲ့အတိုင်း၅ဘိုင်၈ဘိုင်ညစ်ကယ်လို့ကြသွားတဲ့အတွက်၅ဘိုင်ဆိုတာဒီညနေမှာပတ်ကိုပတ်ရမှာဘာဖြစ်လို့လဲဆိုတော့ तू ကလည်းဘုတ်တဟူးကိုမကြော်တာ၃ရက်ကိုမကြော်တာဗျာအဲ့တော့ကျွန်တော်ရဲ့မိသားစုနဲ့၃ရက်ကိုမကြော်တာဆိုတော့ကျွန်တော်တို့က၈ဒီလဲ၃ရက်မကြော်တော့ तू ကတာဝန်ကျေသွားပြီလေ၈ကတော့ငါးဒီလဲ၃ရက်ကိုမကြော်ရပါဘူးဆိုတော့ကျွန်တော်တို့ကဒီညနေတညနေပဲရှိတော့တဲ့အတွက်ကျွန်တော်ရဲ့အကူအမတွေမောင်းနေမှာလေးလိုက်ကိုလိုက်ရပါမယ်တဲ့ ါဆိုရင်ဒီငါးကိုကျွန်တော်တို့ငါးကတော့ကျွန်တော်ရဲ့မိသားစုနေဖတ်ပြပေးရမှာပဲဒါပြင်ねကျွန်တော်တို့တူကောင်းနဲ့ညက်နေစရာမှာလိုက်နေတာကျွန်တော်မနေ့ကလည်းကျွန်တော်ရဲ့မိသားစုနေတင်ပြီးတော့ပြရသွားတယ်၃ညပိုင်း၅ပိုင်း၃ညလို့ကြာသွားတယ်သူကဒီမနေ့မှာ၈ပိုင်း၅ပိုင်း၈လို့ကြာသွားတယ်ဒီညနေမှာကျွန်တော်ပြပေးရမယ်ခဏလေးကတော့ထုံးတာလေထုံးเนาะပြပေးရမှာပဲတဲ့เนาะနေ့တိုင်းကြီးရလဲမထီသေးဘူး ၃ပိုင်းနဲ့၈ပိုင်းကတော့ထိသွားပြီတဲ့နော်ညေးတိုက်ကြီးကလည်းမထိသေးတော့ကျွန်တော်တို့ကပြပေးရမယ်တာဝန်ရတော့ပြပေးရမှာပဲတဲ့အဲ့တော့ဒီအခုကြံနေတဲ့တလုံးကလည်းကျွန်တော်ရဲ့မိသားစုနဲ့အားလုံးသိတဲ့အတိုင်းကျွန်တော်ညဟာလည်းပြထားတယ်အခုလည်းဆက်ပြပေးမယ်အခုကမှလည်းမောင်လေးညီမလေးလိုက်တက်မလေးနှိပ်ထားမယ်နော်အများမြင်အများပေါက်ဖြစ်အောင် share လို့ရတဲ့နေရာလေးမှာ share ပေးမိတယ်เนาะတစ်ချက်ကလည်းကြော်သွားပြီဆိုတော့ကျွန်တော်လည်းခဏပို့နေတာတော်ရက်ပြပဲပြီးသေးတယ်ဆိုတော့ကျွန်တော်တို့ကတောင်းတော့ တဲကြီးခံပြီးကြည်မြန်မြန်လေးပဲเนาะမြင်တဲ့လူလည်းမြင်မမြင်တဲ့လူလည်းနောက်ကြမှာထတာကြည်အဲ့တော့ကျွန်တော်ရဲ့အကိုမလေးအခုကကျွန်တော်တို့ကဒီလေးလအတွင်းမှာကြာနေတဲ့ရှစ်ကတော့ဘုဒ္ဓ၃ရက်မကျော်ကြာသွားပြီဒါဆိုရင်နောက်ထပ်ကြာမယ်ခဏလုံးအောင်ဒီကနေလာတာနော်ဒါကဒီတညံနေတဲ့ရှိတော့တော့ကျွန်တော်မိသားစုနေလိုက်ရမှာအဲ့ဒါကပါလေဒီရှစ်ဒီ၆ဒီနှုံးပေါင်းကြီးက၄ရက်လို့ပြောလိုက်အဲ့ဒီတပြားကြီး၃ရက်မကျော်ဘူးဆိုတော့ကျွန်တော်ရဲ့မိသားစုကအဲ့ရနေထောက်လျှောက်လာတာအခုက အဲ့ဒီဒီရှိဒီချာကျွန်တော်မောင်းမြင်လေးပြီတော့အဲ့လေးတွေရာ3ရက်မကျော်ဘူးလေအဲ့ဒါဆိုရင်သူကပါလေ2ရက်မြောက်မှာ4တပြား3ရက်မြောက်မှာ40 2ရက်မြောက်မှာ80လို့ကြားတယ်ဒါဆိုနောက်တစ်ပွဲကျတော့ကျွန်တော်ရဲ့မိသားစုနေဒီမှာကျတော့ဒီကိုဒီခွန်ဒီနှလုံးမောင်းမြင်က6ရက်လို့ပြောတော့အဲ့6တပြားဒီနောက်တစ်ပွဲမှာ3ရက်မကျော်ဘူးဆိုတော့အဲ့6တပြားနဲ့ကျွန်တော်က1ရက်မြောက်နေမှာပဲ6 3လို့ကြားတယ်ဒီဘွားကြတော့ဒီ3ဒီဒီနှလုံးမောင်းမြင်က4ရက်လို့ဖြစ်လို့အဲ့ဒီ၄ပြားဒီနောက်တစ်ခွဲမှာ3ရက်မကျော်ဘူးဆိုတော့ကျွန်တော်ရဲ့မိသားစုနဲ့အဲ့ဒီ၄ပြား2ရက်မြောက်နေမှာပဲ40လို့ကြားတယ် ဒီဘွဲကျတော့ဒီကိုဒီတတိနှလုံးပေါင်းခြင်းက3ညရေလို့ဖြစ်တော့အဲ့3ညတပြားစီနောက်တစ်ဘွဲမှာ3ရက်မကြုံဘူးဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်အဲ့3ညကတရက်မြောင်းနေမှာ3ညလို့ကြားတယ်3ရက်မြောင်းနေမှာ3ညလို့3ညာ3လို့ကြားတာ3ညာတပြားနဲ့3ရက်မြောင်းနေမှာ3ညာ5လို့ကြားတာအဲ့3ညပါဒါဆိုဒီကိုဒီလေးဒီနှောင်းပေါင်းခြင်းက3ရက်လို့ဖြစ်တော့အဲ့3ပြားစီနောက်တစ်ဘွဲမှာ3ရက်မကြုံဘူးဆိုတော့2ရက်မြောင်းနေမှာ3ခွန်3ရက်မြောင်းနေမှာ33ဒါဆိုဒီမှာကျတော့ဖောင်းတော့ယူလို့မရဘူးပြဒါဆိုဒီဘွဲကြတော့ကျွန်တော်ရဲ့မိသားစုနဲ့ဒီ9ဒီ10ဒီနှလုံးမောင်းကြီးက3ရက်လို့ပြောတယ်အဲ့3ပြားကြီး3ရက်မကြုံဘူးတဲ့နောက်တစ်ဘွဲမှာ အဲ့တော့နှစ်ရက်မြောက်နေမှာ3ည3နဲ့3ရက်မြောက်နေမှာ3ခုလို့ကြာတယ်တဲ့ဒီဘွဲကြတော့ဒီ3ဒီ7ဒီနှလုံးမောင်းကြီးကတည့်ရလို့ပြောအဲ့တည်ပြားကြီးနောက်ဘွဲမှာ3ရက်မကျော်ဘူးတဲ့အဲ့တည်တပြားနဲ့ကြာကျွန်တော်ရင်တာတင်ဘာလို့ကြာလဲတက်ဆေးဆိုတာကိုကြာတယ်နှစ်ရက်မြောက်နေမှာဒီဘွဲကြတော့ဒီ6ဒီ4ဒီနှလုံးမောင်းကြီးက3ရက်လို့ပြောအဲ့3ပြားကြီးနောက်ဘွဲမှာ3ရက်မကျော်ဘူးတဲ့အဲ့3ပြားနဲ့ကြာကျွန်တော်နှစ်ရက်မြောက်နေမှာ3ခုလို့ကြာတယ်တဲ့ဒီဘွဲကြတော့ဒီခွန်ဒီ5ဒီနှလုံးမောင်းကြီးက6ရက်လို့ပြောအဲ့6ပြားကြီးနောက်ဘွဲမှာ3ရက်မကျော်ဘူးတဲ့ အဲ့6တပြားနဲ့ကြာကျွန်တော်တေးရမြောင်းနေမှာ68လို့ကြာတယ်တဲ့ဒီဘွဲကြာတော့ဒီ1ဒီ3ကြာနှုံးမညာတေးရလို့ပြောအဲ့ဒီတပြားစီနောက်တစ်ဘွဲမှာ3ရမကျော်ဘူးတဲ့ခင်ဗျအဲ့3ရမကျော်တဲ့တစ်ကကြာကျွန်တော်တေးရမြောင်းနေမှာ15 14 1 2 2ရမြောင်းနေမှာ14လို့ကြာတယ်တဲ့ဒါဆိုဒီ9ဒီ3နှုံးမညာရှိရလို့ပြောအဲ့ရှိတပြားစီနောက်တစ်ဘွဲမှာ3ရမကျော်ဘူးတဲ့အဲ့ရှိတပြားနဲ့ကြာကျွန်တော်ရဲ့မိသားစုနဲ့ဘာလို့ကြာလဲဆိုရင်2ရမြောင်းနေမှာ88လို့ကြာတယ်ဒီဘွဲကြာတော့ဒီ1ဒီ2ဒီနှုံးမညာ300လို့ပြောအဲ့300တပြားစီနောက်တစ်ဘွဲမှာ3ရမကျော်ဘူးတဲ့ အဲ့ဆိုအဲ့၃ညက၂ရက်မြောက်နေမှာ၄ရက်၃ညလို့ကြားတယ်၃ရက်မြောက်နေမှာ၅၃ညလို့ကြားတယ်ဒီဘက်ကျဒီလေးဒီလေးဒီနှောင်းပေါင်းညရှိရလို့အဲ့ရှိရပြန်နေတာဘယ်မှာ၃ရက်မကြုံဘူးတဲ့အဲ့ရှိရပြန်နေကြကျွန်တော်တို့ကတရက်မြောက်နေမှာ၃ညရှိလို့ကြားတယ်၃ရက်မြောက်နေမှာ၈၆လို့ကြားတယ်ဒီဘက်ကျဒီတစ်ဒီခွန်ဒီနှောင်းပေါင်းညကရှိရလို့ပြောအဲ့ရှိရပြန်နေတယ်နောက်ဘက်မှာ၃ရက်မကြုံဘူးတဲ့အဲ့ရှိနေကြကျွန်တော်တို့ဘာကြားလဲ၂ရက်မြောက်နေမှာ၈လေးလို့ကြားတယ်88လို့ကြားတယ်ဒီမှာကျတော့ဖောင်းတော့ယူလို့မရဘူးခင်ဗျဟုတ်ပြီဒါဆိုရင်ကျွန်တော်ရဲ့မိသားစုနဲ့ငါတို့ဘွဲကြတော့ကျွန်တော်တို့က ဒီခွန်ဒီသုံးရင်နှောင်းနှောင်းကြီးက3ညရဲ့တဖြစ်လို့အဲ့3ညတပြားကြီးမှာဘယ်မှာ3ရက်မကျော်ဘူးဒီအဲ့3ညတပြားနဲ့ကျွန်တော်2ရက်မြောက်နေမှာ3ညလေးလို့ကြားတယ်ဒီလေးဒီသုံးရင်နှောင်းနှောင်းကြီးကခွန်ရဲ့တဖြစ်လို့အဲ့ခွန်တပြားကြီးမှာဘယ်မှာ3ရက်မကျော်ဘူးဒီအဲ့ခွန်တပြားနဲ့ကြားကျွန်တော်ရဲ့မိသားစုမြန်မာလေးညမာလေးမှာပါကြတယ်တရက်မြောက်နေမှာခွန်ရှင်း2ရက်မြောက်နေမှာ4ခွန်3ရက်မြောက်နေမှာ6ခွန်နဲ့1ခွန်ဆိုတဲ့ကဏ္ဍလေးကိုကြားတယ်ဒါဆိုဒီဘက်ကျတော့ဒီခွန်ဒီတက်ဒီနှောင်းနှောင်းကြီးက8ရက်တဖြစ်လို့အဲ့ရှင်းတပြားကြီးမှာဘယ်မှာ3ရက်မကျော်ဘူးတဲ့အဲ့ရှင်းတပြားနဲ့ကြားကျွန်တော်တို့က2ရက်မြောက်နေမှာ84 3ရက်မြောက်နေမှာ80ခွန်ဆိုတဲ့ကဏ္ဍလေးကိုကြားတယ်တဲ့ ဒါဆိုရင်ဒီ6ဒီ5ဒီနှောင်းညက်တည့်ရတယ်ဖြစ်လို့အဲ့တည့်တပြားကြီးနောက်တစ်ခွဲမှ3ရက်မကျော်ဘူးတပြားနော်အဲ့တည့်တပြား3ရက်မကျော်ဘူးဆိုတော့ကျွန်တော်တို့ကအဲ့တည့်တပြားဒီ9လမှာတစ်ချက်ဖောက်ထားတာနော်ညလည်းကျွန်တော်ပြောထားတယ်9လမှာတစ်ချက်ဖောက်ထားအဲ့ဒါကြကျွန်တော်တို့ကဒီမှာကြာတာပရင်းနေကြမှာ4ရက်မြောက်နေမှာတည့်တပြားကြတယ်ဒါကတော့ချွင်းချက်အနေနဲ့ထားမယ်ကျွန်တော်တို့ဒါဆိုဒီ6ဒီ4ဒီနှောင်းညက်ကဒီ9ဒီ6ဒီနှောင်းညက်ကဒေးရတယ်ပြောအဲ့4တပြားဒီနောက်တစ်ခွဲမှ3ရက်မကျော်ဘူးလေအဲ့ဒါဆိုရင်တည့်ရမြောက်နေမှာ4 9နှစ်ရက်မြောက်နေမှာ4 3 ဒီဘွားကျတော့ဒီ3ဒီ3ဒီနှောင်းပေါင်းရက၄ရက်လို့ဖြစ်လို့အဲ့၄ရက်ပြန်ကြည့်နောက်တစ်ဘွားမှ3ရက်မကျုံတဲ့အဲ့၄ရက်ပြန်နဲ့ကျတော့1ရက်မြောက်နေမှာ4 4 3ရက်မြောက်နေမှာ3ညာသေးဒီဘွားကျတော့ဒီ6ဒီ3ဒီနှောင်းပေါင်းရက9ရက်လို့ဖြစ်လို့အဲ့9ရက်ပြန်ကြည့်နောက်တစ်ဘွားမှ3ရက်မကျုံတဲ့အဲ့9ရက်ပြန်နဲ့ကျကျွန်တော်တို့က1ရက်မြောက်နေမှာပဲ29လို့ကြားတယ်ဒီ9ဒီ2ဒီနှောင်းပေါင်းရက်9ရက်လို့ဖြစ်လို့အဲ့9ရက်ပြန်ကြည့်နောက်တစ်ဘွားမှ3ရက်မကျုံတဲ့ချစ်တို့ အဲ့ခွန်ပြားနေကြကျွန်တော်ရဲ့မိသားစုနဲ့၃ရက်မကျော်ဘူးဆိုတော့ကျွန်တော်တို့၃ရက်မြောက်နေမှာ85ဆိုတော့ကြာတယ်တဲ့ဒီဘွဲကြဒီ၃ဒီ၉ဒီနှလုံးပေါင်းကြီးက2ရက်လို့ပြောအဲ့2တပြားစီနောက်တစ်ဘွဲမှာ၃ရက်မကျော်ဘူးတဲ့အဲ့ခွန်2တပြားကကြာကျွန်တော်2ရက်မြောက်နေမှာ20ဆိုတော့ကြာတယ်တဲ့ဒီဘွဲကြဒီ၉ဒီ၅ဒီနှလုံးပေါင်းကြီးက4ရက်လို့ပြောအဲ့4တပြားစီနောက်တစ်ဘွဲမှာ3ရက်မကျော်ဘူးတဲ့အဲ့တော့အဲ့4တပြားနေကျွန်တော်တို့ဘယ်မှလို့ကြာလဲဆိုရင်4ရက်မြောက်နေမှာပဲ40 3ရက်မြောက်နေမှာပဲ40လို့ကြာတယ်တဲ့3ရက်မကျော်ဒါဆိုရင်ဒီတက်ဒီလေးဒီနှောင်းမောင်းကြီး9ရက်လို့ပြောလိုက်9ရက်ပြားဒီနောက်တစ်ပတ်မှ3ရက်မကျော်ဆိုတော့ကျွန်တော်တို့က တနေ့နာအင်းကဘုဒ္ဓဖုမနဲ့အထီးကြမလားတော့ဒီညနေမှာ၅ပါးနော်၅ကပါးခိုက်ထဲ့တာပြာ၅တပြားအဲ့ဒီ၅တပြားကိုလိုက်ပြီးရမယ်တီးတဲ့နော်အဲ့ဒီ၅တပြားကိုလိုက်ကြည့်ရမယ်ကြီးတဲ့အဲ့ဒါဆိုကျွန်တော်ရဲ့မိသားစုနဲ့အဲ့၅တပြားဘယ်လိုပြီးနေတာလဲတဲ့ကျွန်တော်ရဲ့မိသားစုနဲ့ ါဆိုလို့ရှိရင်၅ပိုင်ဆိုတာရှိပြီဟုတ်ပြီအဲ့ဒီ၅ပိုင်ဆိုတာရှိတော့ကျွန်တော်တို့ညနောက်တလုံးပိုင်ကိုရှာမယ်ပြီးမှကီးနဲ့ကပ်နော်နောက်တလုံးပိုင်ကိုရှာမယ်ပြီးမှကီးနဲ့ကပ်မယ်နော်ချင်တယ်လို့အဲ့တော့ကျွန်တော်တို့ဒီနောက်တစ်ပွဲကျတော့ကျွန်တော်တို့ဘယ်ကနေလာလာလဲဒီကနေလာတယ်တဲ့ချစ်တို့ကျွန်တော်တို့ဒီမှာဘောတခုနဲ့ညနေသေးရဲ့ဒီမှာဒီ၅ဒီ၁ဒီလိုလာမယ်နော်ဒီမှာတပင်ကြောယူထားတာ ဒီမှာဖောင်းခွက်ရှိလို့ဒါပေမဲ့သူကအစင်လိုက်ကြနေဒီ9ဒီတဒီနှုံးမောင်းကြီးရဲ့6ရဲ့လို့6ရဲ့ပါဝါတစ်တပြားတဲ့ညနေစေးမှာ2တစ်ဒီတစ်ဒီ6ဒီနှုံးမောင်းကြီးက9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါ2တပြားတဲ့2ရှစ်ဒီ2ဒီတစ်ဒီနှုံးမောင်းကြီးက3ရဲ့လို့ဖြစ်လို့3ရဲ့ပါဝါ8တပြားအဲ3ဖြစ်လို့3ရဲ့ပါဝါ8တပြားတဲ့89တဲ့ဒီ8ဒီတစ်ဒီနှုံးမောင်းကြီးက9ဖြစ်လို့9ရဲ့ပါဝါ4တပြားတဲ့40တဲ့ဒီလေဒီ6ဒီနှုံးမောင်းကြီးက3ညဖြစ်လို့3ညရဲ့ပါဝါ9တပြားတဲ့53 ီ9ဒီ2ဒီနှုံမောင်းညခွန်ရလို့ဖြစ်လို့ခွန်ရပါကနှစ်တယ်ဗျာတဲ့3ညနှစ်တယ်ဒီ3ညဒီ6ဒီနှုံမောင်းညက6ရလို့ဖြစ်လို့6ရပါကတေးတယ်ဗျာတဲ့6တေးဒီ6ဒီ5ဒီနှုံမောင်းညက9ရလို့ဖြစ်လို့9ရပါက3ညတယ်ဗျာ3ည9ဒါဆိုရင်ကျွန်တော်တို့ကဒီ3ညဒီ7ဒီနှုံမောင်းညက8ရလို့ဖြစ်လို့8ရပါက3တပြားဆိုတော့ညနေသေးမှရှိတယ်လေဗျ။เนาะ9ပိုင်း3ပိုင်းနဲ့အကူအမတွေကြိုက်ချင်ထိုးမကြိုက်ချင်မထိုးနဲ့เนาะ ညနေမှာ9ပိုင်3ပိုင်နဲ့9ကြိုက်ရှင်9ပတ်3ပတ်ကြိုက်ရှင်3ပတ်အဖွဲဝင်တွေကတော့ကိုကိုပတ်ဒီလေကိုပတ်နော်အဖွဲဝင်တွေကကိုပတ်ဒီကိုပဲကိုလိုက်အဲ့တော့9ပိုင်3ပိုင်နဲ့အဲ့9ပိုင်3ပိုင်ကိုကျွန်တော်တို့ကလိုက်ပြီးရမယ်ခဏတလုံးရှိတယ်တဲ့နော်ဒီညနေဖောက်ချင်တော့တမျိုးကတော့ဖောက်ရမယ်မဖောက်လို့မရဘူးတမျိုးကတော့ဖောက်ကိုဖောက်ရမယ်တဲ့နော်တမျိုးကတော့ဖောက်ကိုဖောက်ရမယ်အဲ့တော့ကျွန်တော်ရဲ့အကူအမတွေမောင်လေးညမလေးတွေ အိုက်ကနန်းကနေဘယ်ကနေစလာဒီပွဲကနေစလာเนาะတမျိုးကတော့အဖောက်ပေးရမှာကျွန်တော်တို့ကဒီမှာဒီပွဲကနေစလာတာခွန်ထိပ်စီးရှိလို့တနေ့နာနေမှာခွန်ထိပ်စီးရှိလို့ခွန်နှစ်သုံးညအဲ့ဒီခွန်နှစ်သုံးညဆိုတော့ခီဒီသူ့အောက်ဗုဒ္ဓဖူးနေမှာမဖြစ်မနေထိရမှာဆိုတော့မနက်ဈေးမှာ3ခွန်ညနေဈေးမှာ2ခွန်ကီအပီး ဒါဆိုရင်နောက်တစ်ပွဲကျတော့ကျွန်တော်ရဲ့မိသားစုနဲ့ဒီပွဲကျတော့တနင်္လာနေ့ထိတ်စီရခွန်ရလို့ရှိလို့ခွန်2 3ညနော်ခွန်ပါဝါ2ခွန်နက်ခတ်3ညခွန်2 3ညကီဗုဒ္ဓဘုနေ့မှာမဖြစ်မပြန်ထိရမယ်ဆိုသူကလည်းဗုဒ္ဓဘုနေ့ညနေသေးမှာ82လို့ပြန်ထိတယ်။နော်ဒီမှာကျတော့ဖောင်းပွဲရှိတော့ယူလို့မရဘူး။ဒါဆိုနောက်တစ်ပွဲကျတော့ကျွန်တော်ရဲ့အကူအမတွေဒီမှာကတနင်္လာနေ့မနေ့မှာ3ညထိတ်စီလို့ရှိလို့3ညရဲ့ပါဝါ9 3ညရဲ့နက်ခတ်ခွန်3ည9ခွန်ကီး ဗုဒ္ဓဖုန်းနေမှာမသူ့အောက်ဗုဒ္ဓဖုန်းနေမှာမဖြစ်မနေရှိရမှာဆိုမနက်သေးမှာခွန်တပြားဆွဲပြီးနှစ်ခွန်ညနေသေးမှာခွန်တပြားဆွဲပြီးသုံးခွန်ဒါဆိုဒီမှာကတနင်္လာနေ့မှာနေ့သေးမှာတစ်ထိပ်စီရလို့ရှိလို့တစ်ရပေါ်က6တစ်ရနခ8တစ်68ဆိုလို့ကီသူ့အောက်ဗုဒ္ဓဖုန်းနေမှာမဖြစ်မနေရှိရမှာဆိုမနက်သေးမှာပဲတစ်8လို့ပြန်ထိတာတဲ့ဒါဆိုဒီဘက်ကျတော့ကျွန်တော်တို့တနင်္လာနေ့မှာနေ့သေးမှာခွန်ထိပ်စီရလို့ရှိလို့ခွန်ရပေါ်ကနှစ်ခွန်ရနခ3ညခွန်နှစ်3ညဆိုလို့ကီသူ့အောက်ဗုဒ္ဓဖုန်းနေမှာမဖြစ်မနေပြန်ထိရမှာဆိုတော့မနက်သေးမှာ6 6ခွန်တပြားဆွဲပြီး6ခွန်ညနေသေးမှာ1ခွန်တဲ့ ဒါဆိုဒီဘွားကျတော့ကျွန်တော်တို့ကတနင်္လာနေ့မနေ့သေးမှာ9ထိပ်စီရရှိပြု9ပါဝါ3ည9နက်ခတ်3 9ည3ကီးဒီတနင်္သူ့အောက်ဘုတ်တစ်ခုနေ့မှာမဖြစ်မနေပြန်ထိရမယ်ဆိုတော့ညနေသေးမှာ9ရပြားဆွဲပြီး90နှစ်တဲ့ဒါဆိုကျွန်တော်ရဲ့အကိုအမဒီဘွားကျတော့ကျွန်တော်တို့ကတနင်္လာနေ့မနေ့သေးမှာ3ညထိပ်စီလို့ရှိလို့3ညရဲ့ပါဝါက9 3ညရဲ့နက်ခတ်က9 3ည9ခွန်ကီးသူ့အောက်ဘုတ်တစ်ခုနေ့မှာမဖြစ်မနေထိရမယ်ဆိုတော့မနေ့သေးမှာ9ရပြားဆွဲပြီး60နဲ့9 ဒီဘွားကြတော့တနင်္လာနေ့မနက်သေးမှာကခွန်ထိပ်စီရလို့ရှိလို့ခွန်ရဲ့ပါဝါနှစ်ခွန်ရဲ့နှက်ခတ်သုံးညခွန်နှစ်သုံးညဆိုလို့ကြီးကသူ့အောက်တနင်္လာနေ့မှာဘုရားဖုနေ့မှာမဖြစ်မနေပြန်ထိရမယ်ဆိုတော့နှစ်တပြားဆိုရင်နှစ်ငါးတဲ့ဒါဆိုဒီဘွားကြတော့ကျွန်တော်တို့ကတနင်္လာနေ့မနက်သေးမှာ၄ထိပ်စီလို့ရှိလို့၄ရဲ့ပါဝါ၉၄ရဲ့နှက်ခတ်နှစ်၄၉နှစ်ဆိုတော့ကြီးသူ့အောက်ဘုရားဖုနေ့မှာမဖြစ်မနေပြန်ထိရမယ်ဆိုတော့မနက်သေးမှာ၄တပြားဆိုရင်၃ညလေးတဲ့ ဒါဆိုဒီဘွဲကျတော့တနင်္လာနေ့မနေ့ဒီမှာနှစ်ထိပ်စီးရလို့ရှိလို့နှစ်ရပါပါခွန်နှစ်ရနတ်ခတ်လေးနှစ်ခွန်လေးဆိုတော့ကီသူ့အောင်ဗုဒ္ဓဖူးနေ့မှာမဖြစ်မနေပြန်ထီးရမှာဆိုညနေသေးမှာနှစ်တပြားဆိုရင်26ဒါဆိုရင်ဟုတ်ပြီကျွန်တော်ရဲ့အပေါ်မှာဒီမှာကတနင်္လာနေ့ကဖောင်းတော့ယူလို့မရအောင်ဒါရတော့ဆိုရင်ဒီမှာကတနင်္လာနေ့မနေ့ဒီမှာခွန်ထိပ်စီးရလို့ရှိလို့ခွန်ရပါပါနှစ်ခွန်ရနတ်ခတ်3ညခွန်နှစ်3ညဆိုတော့ကီသူ့အောင်ဗုဒ္ဓဖူးနေ့မှာမဖြစ်မနေပြန်ထီးရမှာဆိုတော့ခွန်တပြားဆိုရင်80နဲ့4 ဒါဆိုနောက်တစ်ပွဲကျကျွန်တော်တို့ကဒီမှာတနင်္လာနေ့မှာဒီမှာ6ထိပ်စီရဲ့လို့ရှိလို့6ရဲ့ပါဝါက4 6ရဲ့နက်ခတ်က6 6လေး6စုသုံးပြီးသူ့အောင်ဘုံတစ်ခုနဲ့မှမဖြစ်မနေချင်ရမစညာနေ့ဒီမှာ၄တပြားဆိုပြီး40ဒါဆိုရင်ကျွန်တော်ရဲ့မိသားစုတွေဒီပွဲမှာကကျွန်တော်တို့ဒီမှာ6 6လို့ထွက်ချင်းကြောက်မင်းလုံးတည်တည်လေးနဲ့ရေးထားတော့ခင်ဗျားတို့မမြင်အောင် အဲ့တော့ဒီမှာ6 6လို့ထွက်ချင်းကြောင်း6ထိပ်စီရှိလို့6ရဲ့ပါဝါကတေး6ရဲ့နက်ခတ်ကကို6တေ9ဂီကကျွန်တော်တို့ဟဲ့ဒီဘုဒ္ဓဖုန်နေမှာမဖြစ်မနေပြန်ထိရမယ်ဆိုတော့9တပြားပိုင်နဲ့6တေ9 3တပြားပိုင်နဲ့6တေ9ထိရမယ်ဟုတ်ပြီလားဒါရင်းနဲ့တကွက်ကောင်းက9ပိုင်3ပိုင်နဲ့53ဒီတကွက်ကောင်းနော်တကွက်ကောင်းဒီ9ပိုင်3ပိုင်နဲ့53ဒီတကွက်ကောင်းတဲ့ကျွန်တော်ရဲ့မိသားစုရင်9ကြိုက်ချင်း9ပတ်3ကြိုက်ချင်း3ပတ်ကျွန်တော်ကတော့9တလပြားကိုညံ့နေစေးမှာတစ်ခါတည်းထည့်ပေးထားပါတယ် အဲ့တော့အဲ့ငါးပိုင်းကိုဟဲ့သုံးပိုင်းနဲ့အဲ့ဒီလိုပြီးမယ်ဆိုရင်အဲ့ဒီမှာနတ်ခတ်ဖြစ်တဲ့53ဒီတစ်ခွက်ကောင်းတယ်။နော်အရှိမကပါဝါလို့ရိုက်ထားတာ။နော်အရှိမပါဝါလို့ရိုက်ထားတာ။ဒီမှာဒီပါဝါကိုဒီပါဝါလို့ပြန်ထားတာ။ကျွန်တော်ရဲ့မိသားစုဝင်တွေတခါလေကျွန်တော်ပြောထားပါမယ်။နော်ကျွန်တော်ရဲ့ဗုဒ္ဓဖူးအတွင်းမှာကျွန်တော်တို့ကဏ္ဍ9လုံးကိုကြာသွားပြီတဲ့နော်။6ပူးရဲ့6တက်ကဲ2 9ရဲ့3 9ရဲ့3 8ကဲညံ့နေစေးမှာပါကြမယ်။ဒါမှမဟုတ်ဒီညံ့နေမှာစစပြီးတော့ ကျန်၅ချိန်မှာဟဲ့ဒီဗုဒ္ဓဖူးအတွင်းကဟဲ့ဒီကဏ္ဍ၅ခွက်တိကျင်းသည်တရားရာဂိုင်းတို့ကဏ္ဍပြန်ထွက်မယ်တဲ့နော်ပါဝါကိုပါဝါလို့ပြန်လို့ညီအကိုကိုညီကိုလို့ပြန်လို့အဲ့ဒါကြောင့်မလို့ပါဝါကိုပါဝါဝါလို့ပြန်ထားသည့်အတွက်ကျွန်တော်ရဲ့မိသားစုရင်ဗုဒ္ဓဖူးအတွင်းကကဏ္ဍတခွက်ပြန်မယ်တဲ့နော်ဗုဒ္ဓဖူးအတွင်းကကဏ္ဍပြန်ကဒီပွဲမှာမဖြစ်မနေကဏ္ဍပြန်ရှိတယ်နော်ကျွန်တော်မိတ်ဆွေတွေ အဲ့ဒါဆိုရင်ကျွန်တော်ရဲ့မိသားစုနဲ့အဲ့ကဏန်းပြန်ဘာကဏန်းကိုပြန်ပါလေတဲ့ရိုးရိုးရှင်းရှင်းလေးနဲ့ပြန်မေးတဲ့ဟဲ့ဒီ38ဆိုတဲ့ကဏန်းတစ်ခွက်ဟဲ့ဒီ61ဆိုတဲ့ကဏန်းတစ်ခွက်ပါဝါနှစ်ခွက်ကျင်းတီတစ်ခွက်ပြန်ပေးလိုက်မေးနော်ဘယ်ကဏန်းပြန်မေးလို့ကျွန်တော်မသိဘူးပါဝါနှစ်ခွက်ကတော့ကျင်းတီတစ်ခွက်ပြန်မှာနော်ကျွန်တော်ရဲ့အကြိုက်ဆုံးက38တစ်ခွက်ကောင်းကဏန်းပြန်ကျန်၅ချိန်မှာမွေဒီညံကြီးကစမွေ6တက်ဆိုတော့ပါဝါ38ဆိုတော့ပါဝါ เนาะကျွန်တော်မိသားစုနေ6တက်ပါဝါနဲ့38ပါဝါခဏပြန်နှစ်ကွက်ကိုမွေးပါဒါရင်းနဲ့ဗုဒ္ဓဖူးအတွင်းကပြန်မှာเนาะ66တို့29တို့39တို့ပြန်ကျွန်တော်မသိဘူးကျွန်တော်ရွေးပေးထားတာ6တက်နဲ့38ပါဝါနှစ်ကွက်ခဏပြန်เนาะဗုဒ္ဓဖူးညနေကနေစပြီးကြာတာပရိမနဲ့ညတောက်ကြမနဲ့ညအဲ့5ချိန်မှာချိန်သေးပြန်မှာခဏပြန်ဗုဒ္ဓဖူးအတွင်းကခဏကိုချိန်သေးပြန်မှာဒါမှဒီညနေမှာ38ကို38လို့ပြန်သွားရင်ပြီးသွားပြီး ကျွန်တော်မိသားစုရင်းနေเนาะ38ကို38လို့ပြန်မယ်ဆိုတော့ကျွန်တော်တို့ပြီးသွားပြီပေါ့အဲ့တော့ကျွန်တော်မိသားစုရင်းအဲ့ဘုတ်တစ်ခုအတွင်းကဂဏန်းပြန်ဆိုလို့ရှိရင်ကျွန်တော်ရဲ့မိသားစုရင်းဒီညနေစက်ပြီးတော့ပြန်ထိုးပြန်ထိုးမယ်ဆိုတော့6ဦး6တင်2 9 3 9နဲ့38ဆိုတဲ့ဂဏန်းကိုဂဏန်းပြန်ထိုးမယ်ဒါမှမဟုတ်လို့ဒီညနေမှာကဏ္ဍမပြန်မယ်ねကျွန်တော်ပြောတဲ့53ဆိုတဲ့ကဏ္ဍကိုကြာသွားပြီဆိုကြာတာပရေတောက်ကြာ2ရက်မှာ6ဦး6တင်2939 38နဲ့53ဆိုတော့ကဏ္ဍကိုဆက်ပြီးတော့ကဏ္ဍမြန်ထိုးမယ် အကုန်လုံးမထိုးနိုင်တဲ့လူတွေ6တင်းနဲ့3ရှစ်ဆိုတဲ့ကဏ္ဍမြန်နှစ်ပွဲသေးကိုကြာတာပရိတောက်ကြမှာမွေးမေနော်ပါဝါခဏန်းနှစ်ကွက်ဒီလုံးဝတရားရာခိုင်နှုန်းပြန်လောက်တယ်တဲ့နော်ခဏန်းမြန်ကတော့ကျွန်တော်ကဖမ်းတာတော့ပါဝါကြိုက်လို့ပါဝါကိုထပ်ပြန်မယ်လို့ထင်တာနော်ပြန်မယ်ဆိုရင် तू ကကျိန်းသေးတယ်အပြင်မကျော်ဘူးပြန်မယ်ဆိုတော့တောက်ကြညနေမှာပါဝါတဲ့ နော်ဒါမှမဟုတ်လို့ခောက်ပြီးပြန်မယ်ဆိုလို့ရှိရင်လေရှင်ဟဲ့ဒီဗုဒ္ဓဖူးညံ့နေမှာပါသွားတဲ့ကျွန်တော်မိသားစုရင်ကြိုက်ရှင်ထိုးမကြိုက်ရှင်မထိုးနဲ့ခဏန်းပြန်မှာနော်ကျွန်တော်ပြီးခဲ့တဲ့ပွဲကခဏန်းပြန်ခင်ဗျားတို့မပြောခဲ့ဘူးဗရိတ်ပြန်လို့ပဲပြောခဲ့တာဒီပွဲမှာခဏန်းပြန်တရားရာဂိုင်းလုံးဒီပွဲမှာခဏန်းပြန်ဒီတရားရာဂိုင်းလုံးအဲ့မှာပြန်မယ်ခဏန်းက6661293938အဲ့ခဏန်း၅ခွက်ဒီညံ့နေမှာပြန်မယ်ဆိုရင်3 8 6တိ เนาะအများကြီးကဏ္ဍငါးဘုတ်ကိုလိုက်မထိုးနိုင်တဲ့လူတွေက3 8 6ဆိုတဲ့ကဏ္ဍမြန်နှစ်ဘုတ်ကိုဒီညနေမှာထည့်ထိုးဒါမှမဟုတ်လို့ဒီညနေမှာကဏ္ဍမြန်ပြန်မယ်ねကျွန်တော်ပေးတဲ့ကဏ္ဍတွေကတည်းထွက်ခဲ့တယ်ဆိုရင်ကြာတာပရိနဲ့တောက်ကြမှာဗုဒ္ဓဖူးအတွင်းကကဏ္ဍမြန်တစ်ခွက်ကျင်းသေးထွက်မေးတဲ့နော်ကဏ္ဍခုနှစ်လုံးဆွဲထားပြီကျွန်တော်တို့၅ချိန်မှာခုနှစ်လုံးဆွဲထားပြီကဏ္ဍမြန်တစ်ခွက်ထောက်အောင်မေးတဲ့နော်အကြိုက်ဆုံးကဏ္ဍမြန်ဒီ30ရှိတဲ့ဒါပေမဲ့6တစ်ဆိုတဲ့ကဏ္ဍကိုလည်းထိုးရမှာ ါဝါနှစ်ကွက်ကတစ်ကွက်ပြင်ရမှာပါဝါကိုသုံးချက်ရိုက်မှာကျွန်တော်မိသားစုနေနော်ပါဝါကိုသုံးချက်ရိုက်မှာဗျပြီးခဲ့တဲ့ပွဲကကျွန်တော်ပြောထားတယ်ကျွန်တော်မိသားစုနေ6 9ကို5 3နဲ့6 9နှစ်ခတ်ကို5 3နှစ်ခတ်နဲ့ရိုက်တယ်တပူးကို2ပူးလို့ရိုက်တယ်နောက်တစ်ပွဲမှာလာမှာအင်းကားမကြောလာမှာအပူးနှစ်ခတ်လို့ကျွန်တော်ခေါ်ထားတယ်သူက6ပူးလို့တနေ့နာနေမှာထွက်သွားပြီအဲ့ဒါကြောင့်ဒီပွဲမှာကပါဝါ6တက်လို့ပါဝါကြတယ်3 8လို့ပါဝါကြတယ် နောက်ထပ်ထပ်ပြီးခဏန်းပြန်ရင်6တင်းနဲ့3ရှစ်ခပါဝါ2ကွက်။ဒါမျိုးနဲ့ကျွန်တော်အကြိုက်ပါဝါက3ရှစ်တဲ့နော်။ကြံတဲ့ခဏန်းပြန်နေမထိုးချင်ကျွန်တော်ရဲ့မိသားစုနဲ့6တင်းနဲ့3ရှစ်ဆိုတဲ့ခဏန်းပြန်2ကွက်ကိုကြံ9ချိန်မှမွေးပါ။နော်ဒါဆိုရင်တော့တော်ပါပြီ။ကျွန်တော်ဒီညနေ9ပိုင်3 3ပိုင်ကြိုက်ပါတယ်။9ပိုင်ကို6တက်9နဲ့ကပ်မယ်။3ပိုင်ကို6တက်9နဲ့ကပ်မယ်တဲ့။ เนาะတကွက်ကောင်းဒီ53နဲ့5ပိုင်း3ပိုင်းနဲ့53ဒီတကွက်ကောင်းပတ်ဒီကိုစက်ပတ်မဲ့လူတွေကတော့ကျွန်တော်က၃ပိုင်ရအပင်တူတွေဖြစ်တဲ့အတွက်၃ကလည်းလုံးပိုင်ပဲ။နော်9လမှလာနေတာ9တလုံးပိုင်ကလည်း၃ရမကျော်ဘူးဆိုတော့9တလုံးပိုင်ပဲ။အဲ့ဒီမှာ53ဆိုတဲ့ကဏ္ဍမကြရင်တော့ကျွန်တော်ကတော့ပတ်ဒီရွေးပါဆိုရင်အမိုက်ခံပြီးတော့9ကိုရွေးမှာပါနော်။၃ကလည်းအစင်လာမပြတ်ဘူးလေဒီမှာလာနေ။တလုံးနဲ့တော့ကဏ္ဍလာနေ။ကဘာတူ ဒီ6ရက်ဒီမှာ6ရက်ပါဝါတက်တပြားနှစ်တက်ဒီခွန်ကြောင့်ခွန်ရက်ပါဝါနှစ်တပြားနှစ်ရှစ်ဒီ3ကြောင့်3ရက်ပါဝါရှစ်တပြား19ဒီ9ကြောင့်9ရက်ပါဝါ4တပြား40ဒီ3ညကြောင့်3ရက်ပါ3ညရက်ပါဝါ5တပြား53ဒီခွန်ကြောင့်ခွန်ရက်ပါဝါနှစ်တပြား3ညနှစ်ဒီ6ကြောင့်6ရက်ပါဝါတက်တပြား6တက်ဒီ9ကြောင့်9ရက်ပါဝါ3ညတပြားမနေ့က3ညပိုင်း5ပိုင်းလို့ခိုင်းတာအဲ့ဒါအဲ့3ညကိုမလို့မပေါက်တာเนาะကျ3ည8ဆိုကျွန်တော်တို့ကအဲ့ဒါပေါက်ပါ အဲ့ဒါကြောင့်အဲ့ဒီသုံးညပါဝါအင်းဟုတ်ဒီကိုဒီချောင်းနှလုံးပေါင်းခြင်း၅ကြပ်လို့၅ရဲ့ပါဝါသုံးညတပြားဒါဆိုရင်ဒီသုံးညဒီရှစ်ချောင်းနှလုံးပေါင်းခြင်း၈ဖြစ်လို့ရှစ်ရဲ့ပါဝါသုံးတပြားဆိုတာရှိတယ်တဲ့အကိုအမကြီးကြိုက်နှစ်သက်ရပတ်နော်ကြိုက်နှစ်သက်ရပတ်ကနားနှလုံးပတ်လို့ကတော့အစင်မပြေဘူးကန်တရားနဲ့ရွေးပေါ့ဗျာခင်ဗျားတို့ကန်ပေါ့ကျွန်တော်ရွေးပြရမယ့်ကံမပေါက်လို့မဆဲဘူးဆိုတဲ့လူကျွန်တော်က၅ဟုတ်ပဲပတ်ခိုင်းမှာဟာ9လမှာ3ရက်မကျော်တာ เนาะပုံဆိုတာကဒီနားမှာအပင်တူတူလေးအခုတပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲခြောက်ပွဲခုနှစ်ပွဲရှစ်ပွဲကိုးပွဲမြောက်ဒီကဏ္ဍနေရာလက်ဆက်ပြီးရင်ဆယ်ချိန်ပေးတာနော်၃ပိုင်အဲ့တော့၅ပိုင်၃ပိုင်နဲ့၅သုံးပြီးတကွက်ကောင်းမပေါက်လို့မဆဲတဲ့လူတွေ၅ဟုတ်ပတ်ပြီး၅သုံးတကွက်ထဲထူသုံးမဟုတ်၃ဟုတ်ပတ်ပြီး၅သုံးတကွက်ထဲထူမပေါက်လို့မဆဲတဲ့လူတွေကအဲ့မှာပတ်နိုင်လို့ချမ်းသာရင်တော့၃ဝ၅ဟုတ်ပတ်ကျွန်တော်ကတော့မချမ်းသာလို့မပတ်နိုင်ဘူး မများတို့ချမ်းသာတဲ့လူပဲပတ်နိုင်ရင်3-5ပတ်သူများတကကြီးတော့ပေးနေရပဲဗျာ၄လုံးတစ်ခွေတို့ပတ်သီးနှလုံးတို့တင်ခွက်3ခွက်တို့8ခွက်တို့အဲ့လိုပေးနေကျွန်တော်တို့ကတော့ထုံးတယ်မရှိတော့မပေးဘူးเนาะကျွန်တော်ဘက်သားကလည်းမထောက်ဘူးနှလုံးစလုံးပတ်ပါလို့ငါးပတ်လို့3ကြာသွားလို့မဆဲဘူးဆိုလို့ရှင်ငါးဟုတ်ပတ်ဒါမှမဟုတ်3ပတ်လို့5ကြာသွားလို့မဆဲဘူးဆိုတဲ့လူကငါးဟုတ်ပတ်เนาะကျွန်တော်က5ပိုင်3ပိုင်ပဲကျွန်တော်ကြိုက်ထားတော့ငါးเนาะ3လို့ကြာသွားရင်ကျွန်တော်လာမဆဲနဲ့ကျွန်တော်တွက်ပြတာ3ပိုင်5ပိုင် ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်ရဲ့မိသားစုနဲ့ကျွန်တော်တို့ခဏလေးရေးကြမယ်ဗျဒါဆိုရင်ကျွန်တော်တို့ကဒီနေ့က9ရက်ချစ်လို့9ရက် ဗုဒ္ဓဘုံညံ့နေအဲ့တော့ငါပိုင်ပုံးပိုင်များခင်ဗျားတို့လည်းကြိုက်ထားတာပတ်ပြီးတော့ကျွန်တော်ကတော့ငါပိုင်ပုံးပိုင်တွေ့တယ်ကျွန်တော်ရွေးပြီးမှငါအဲ့တော့ငါပိုင်ပုံးပိုင်အဲ့ဒီမှာငါ့ကိုပတ်ကျွန်တော်ငါးအုပ်ဖတ်သိရင်ခင်ဗျားတို့လည်းငါးအုပ်တာပတ်ပြီးတော့သိပြီးတော့ကြရတယ်เนาะကျွန်တော်မိသားစုဝင်နေအဲ့ဒီပတ်သိ ပျောက်တော့မပျောက်ဘူးကျွန်တော်ရဲ့အဖွဲ့ဝင်ကဏ္ဍမပျောက်ပါဘူးခင်ဗျာမင်းနေတဲ့လူကျွန်တော်အဖွဲ့ဝင်ကဏ္ဍကမပတ်ဘူးနော်မပတ်ဘူးမပျောက်ဘူးနော်အဲ့တော့ကျွန်တော်မိသားစုနဲ့ငားနဲ့ပတ်သက်တဲ့ကဏ္ဍ၅၃ဒီအာပြီးတကွက်ကောင်းနော်၅၃အာတကွက်ကောင်းဗျာအာတော့အာတကွက်ကောင်းနောက်တစ်ခါကျွန်တော်ရေးပြီးမှာက ngọ tỷ ngọ chậu ngọ xị nào được khác á tôn tỷ tôn chậu tôn xị thà lý đi à bị thù đấy ဟုတ်တယ်ဗုဒ္ဓဘုအပွဲအတွင်းကကဏ္ဍမြန်တရားရာခိုင်နှုန်းရှိတယ်ဗျမှတ်ထားလိုက်မျိုးမျိုးဆိုတဲ့အောက်ပိုင်းရှင်နော်ဒါယူနဲ့ကျွန်တော်ကြိုက်တာအဲ့ဗုဒ္ဓကဏ္ဍမြန်က6တင်နဲ့3ရှစ်တကွယ်ထွက်ယူရပါဆိုလို့ရှင်ဘေကဏ္ဍပြန်ပြန်ကျွန်တော်ကိုလာမစင်းနဲ့ကဏ္ဍကတော့ဗုဒ္ဓဘုအတွင်းမှာဆိုတော့ကဏ္ဍကဒီညနေမှာပြန်မယ်ဆိုတော့၅ဘွက်ရှိတယ်အဲ့၅ဘွက်ထဲကနေမထိုးနိုင်တဲ့လူကကျွန်တော်က3ရှစ်တကွယ်ထွက်ယူပြီးမှာကဏ္ဍမြန်နော်3ရှစ်တကွယ်ထွက်ယူရမှာဒါ2ဘွက်ရွေးဆိုရင်တော့6တင်နဲ့3ရှစ်2ဘွက် เนาะအဲ့ဒါမှအကုန်ကဏ္ဍမြန်ကိုရွေးမွေးနိုင်တဲ့လူကဒီညနေမှာဆိုထွက်ထလာ၅ခွက်ရှိပြီအဲ့၅ခွက်ကိုကဏ္ဍမြန်ထိုးဒီညနေဒီညနေမထွက်လို့ရှိလို့ရှိရင်ကြာတာပရိတောက်ကြမှာဗုဒ္ဓဖူးအတွင်းကကဏ္ဍ၆ခွက်ပြန်မှာကဏ္ဍ၆ခွက်စလုံးမထိုးနိုင်တဲ့လူက၆တင်းနဲ့၃ရှင်း၂ခွက်ထဲထိုးလို့ကျွန်တော်ပြောတာเนาะအခြားကဏ္ဍထွက်လာရင်ကျွန်တော်လာပြီးမဆဲပါနဲ့အဲ့တော့ကျွန်တော်ရဲ့အကူမလေး၅ရက်ဗုဒ္ဓဖူးညမှာ၅ဘိုင်၃ဘိုင်နဲ့ကျွန်တော်ရွေးပေးတာတော့ကန်တရားနဲ့ရွေးပေးတယ်၅ပတ်တည်တယ်ခင်ဗျားတို့က၃ကိုချက်ချင်း၃ကိုတော့ပတ်ကျွန်တော်ကတော့နည်းနည်းလေးတော့လွဲနေတယ်လွဲလွဲလေးပဲကောင်းပါတယ် နော်နှလုံးပေးတယ်ဗျာတလုံးကြတယ်ဗျာဒါပေမဲ့ကျွန်တော်ယူရတဲ့လုံးမကြဘူးဆိုတော့ကျွန်တော်နည်းနည်းကန်နေနေဖြစ်မှာပေါ့ဟုတ်တယ်မှာခင်ဗျားတို့ကနေ့တိုင်းနှလုံးယူပေးတယ်နှလုံးကနှလုံးသလုံးတလုံးကတော့မြင်းမှန်နေတယ်ဒါပေမဲ့ကျွန်တော်ကိုင်းနေလုံးမကြဘူး तू ကဘေးကလုံးမကြလားဒီညနေကျွန်တော်ကငါးပတ်တီကိုယူရတယ်ခင်ဗျားတို့သုံးပတ်လို့ရှိရင်တော့ထိတော့ပြီဟဲဟဲကျွန်တော်ကတလွဲစိန်စီရမှာဆိုတော့အဲ့ဒီမှာကျွန်တော်ငါးကိုယူပေးတယ်ခင်ဗျားတို့ကအဲ့ဒီမှာသုံးနဲ့ငါးကြိုက်တာပတ်နော်အဲ့ဒီမှာတကွက်ထဲကြိုက်တဲ့လူက၅တလုံးကိုပတ်ပြီး53လို့ထူးတော့မဟုတ်3တလုံးကိုပတ်ပြီး30 35လို့ထိုးเนาะငါ့ကိုပတ်တယ်လို့က53တကွက်ကောင်းထိုး3တလုံးကိုပတ်တယ်လို့က35ကိုတကွက်ထဲထိုးเนาะ3ထိုး3နဲ့ကင်တဲ့လို့က3ထိနဲ့တင်ထိုးငါးကင်ငါ့ကိုကင်တဲ့လို့က9ထိနဲ့တင်ထိုးပြအဲ့တော့9တင်9 6 9ရှင်းနဲ့3တင်3 6 3 8ကိုတော့အရန်နေရာမှာခင်ဗျားတို့ခဏန်း6ကွက်ထိုးတဲ့ဘာဖြစ်လို့ဆိုတော့9ပိုင်3ပိုင်ကို1 6 8ဆိုတော့ခဏန်း3လုံးနဲ့ပြီးမှာတဲ့အဲ့ဒါကျွန်တော်က3 53လို့ပါဆိုတော့တက်ခွက်ပေးတာလေ9ပိုင်3ပိုင်ရှိလို့53ဆိုတော့တက်ခွက်ပေးတာဘူးယူ ပြီးခဲ့တယ်ပေါ့ကျွန်တော်တို့40ဆိုတာရထားဘူးတဲ့တစ်ချက်နော်အကြက်ကန်းဆန်အိုးတို့လာလာပါလားတော့မသိကျွန်တော်လည်းတွေ့ကြရအောင်ချစ်ပြီးတွေ့ပြီးတော့ပေးတာကျွန်တော်အကူမာလေးမောင်လေးညီမလေးနော်အချိန်ကုန်ခံဘေးကုန်ခံပြီးတော့ကျွန်တော်တွေ့ပြပြီးတာစေတနာရှိလို့တွေ့ပြပြီးတာအဲ့နဲ့လို့ကျွန်တော်ရဲ့ channel ကပိတ်ခံထားတော့ဒီ channel ကတော့ခင်ဗျားတို့သိတဲ့အတိုင်းမှာ view ကတော့ပြောပြောတန်တာ38ရောက်38 like တအားလှပါเนาะတအားလှပါနေအဲ့ဒါ နောက်တစ်ပွဲကျတော့ကျွန်တော်ပြန်ဖွင့်ပါဘူးဗျာကျွန်တော်လည်းကျွန်တော်ရဲ့မိသားစုတွေပြင်မထားနိုင်လို့ကျွန်တော်ကဒီ channel လေးကိုတက်ပြီးတော့တွင်ပေးနေဟုတ်ပြီလားအဲ့တော့နောက်ထပ် channel အစ်ကလေးကိုလည်းကျွန်တော်ဒီ channel ထဲမှာ link ချပေးထားပါအဲ့ link ကိုကျွန်တော်ရဲ့မိသားစုတွေတွေ့တယ်ဆိုရင်လည်း subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ဟို channel လေးမပွင့်ရင် तू ကအလားအလာကောင်းရင်လည်း तू ကိုနဲ့အရင်လွှင့်အောင်ပို့အခုလွှင့်ပေးထားတဲ့ channel ကတော့ဘာဖြစ်နေမှန်းကိုမသိပါဘူးဗျာကျွန်တော်အသက်80ပြည့်ရင်တော့ तू က subscriber 1000ပြည့်မှာမဟုတ် ဲတော့ကျွန်တော်ရဲ့အကိုမလေးမောင်လေးညီမလေးကျွန်တော်တို့ဒီညနေမှာတော့ကျွန်တော်ရဲ့မိသားစုနေနော်9335ဆိုတဲ့တပတ်ကောင်းတဲ့အောင်မြင်မှုရကြပါစေလို့ဆုတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ live show လေးနားပါပြီလုံးပိုင်က9ပိုင်3ပိုင်မှာခမရကျွန်တော်ကတော့9ဟုပဲဆက်ပြီးရွေးချယ်ပါတယ်9ဟုပဲစားမယ်ဗျာ3ဆိုအစားလို့မရအောင်9ဆိုအစားလို့ရတယ်ဟဲဟဲအဲ့တော့ကျွန်တော်ရဲ့အကိုမမြမောင်လေးညီမလေးများကျွန်တော်ရဲ့ live show လေးဒီမှာပဲနားပါပြီခမရနော် အဲမြူးမြူးပြောတာတိတ်မှန်တာဗောမြူးမြူးကတော့ဒါဆိုဆေးရဘက်ကနော်ကိုမျိုးကြီးနည်းနည်းလေးတော့ကျွန်တော်ဘက်ကရက်တည်ပြီးတော့ကျွန်တော်ကလည်းလွဲတာဗျာသူမျိုးပြောတယ်ပြောချင်တယ်ပဲအမှန်တကယ်တော့ကျွန်တော်ကတီရမြန်တို့လို့ပေးရမှာမဟုတ်ဘူးဒေါ်တာလွဲစိန်လို့ပေးမှာအဲ့ဒါမှကျွန်တော်တို့နေ့တိုင်းအတက်ကြီးပဲလားနော်ဒေါ်တာလွဲစိန်ကဲဟာတာလေးတွေပေါ့ဗျာကျွန်တော်ရဲ့အကူမကြီးညနေပောက်ပြီးဗျာအဲ့ဒီမှာ53တက်ခွဲကောင်းတယ်